စကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာစပေးရှောင်းနေနေထိုင်တဲ့ဘုံဝင်ကျောင်းနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးတာနဲ့လေကြောင်းပြက်ခတ်တာတွေကြောင့်နှစ်ရက်အတွင်းမှာဒေသခံလေးဦးသေဆုံးက၃ဦးဒဏ်ရာရှိခဲ့တယ်လို့မြေပြင်သတင်းမြစ်တွေကအမှတ်ပြုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့ကမုံရွာမြို့ကနေစလင်းကြီးမြို့နယ်မြောက်ချမ်းကိုခက်မှန်းအင်အား၄၀၀ခန့်ပါတဲ့စစ်ကြောင်းကရွာသစ်ကျေးရွာကိုဝင်ရောက်ဆင်းသင်းပြီးတဲ့နောက် ပြည်သူအမျိုးသားအုံကိုရရက်ဆက်ဆက်တက်ဖြတ်သွားသလို20ရက်နှစ်မှာတော့စပေးရှောင်းနေနေထိုင်တဲ့ဘုံကြီးချောင်းကိုစက်တက်လက်ထိနဲ့ပြစ်ခတ်ခဲ့တာကြောင့်စစ်ရှောင်းတို့အသေဆုံးက3ဦးတန်းရရှိခဲ့တာပဲဖြစ်ပါတယ်။သေဆုံးသူတွေဟာအသက်30ကျော်အရွယ်တွေဖြစ်တဲ့ဒေသခံအမျိုးသားလေးဦးဖြစ်ပြီးတော့နောက်ထပ်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့လည်းတန်းရရှိခဲ့ပါတယ်။စောစုစစ်ကြောင်းဟာရွာသစ်ကျွရကိုဝင်ရောက်ဆင်းနေပြီးနောက် ဒေသခံအမျိုးသားအုံကိုရရက်ဆက်ဆက်တက်ဖြတ်ခဲ့တာလို့အမည်မဖော်လိုတဲ့ဒေသခံတို့ကပြောပါတယ်။ဇိုးစုစစ်ကြောင်းတွေကြောင့်ဆလင်းကြီးနယ်မြောက်ချမ်းကကျေးရွာဆရာခန့်ကဒေသခံထောင်နဲ့ချင်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့နေအိမ်တွေကိုလည်းမိရှို့ဖြက်စီးခံနေရတယ်လို့ဆိုပါတယ်။တစ်ဆက်တည်းမှာပဲဆလင်းကြီးမြို့နယ်မြောက်ချမ်းကိုဇိုးစုစစ်ကြောင်းထိုးနေရကြောင်းဆလင်းကြီးနယ်ကကျေးရွာတွေကိုလေကြောင်းကနေပါရာမော်တာဂျန်ယိုကော်ပိုရိုက်နဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်နေပါတယ်။ အာနာသိန်းလေးနဲ့အတွင်းစကိုင်းတိုင်းမှာစုပ်စုရဲ့အကြမ်းဖက်ဖြစ်ရတဲ့ကြောင်းအရက်သားထိခိုက်သေးဆုံးမှု9000ကျော်ရှိခဲ့ပြီးတော့တန်ရသူ4000နီးပါးရှိခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for မြန်မာကမလ12ရက်နေ့ကထုတ်ပြန်ထားပါတယ်။